်ဆိုဗျာနော်ရေဘေးမိဘေးပြည်ပြဲဘေးကဆယ်ရည်တည်းကြီးနိုင်သေးဤဟုတ်လားအော်ရေကြီးတာမိလောင်တာတိုင်းပြည်ပြတ်တာဒီဘေးတွေကနော်ဆယ်ရည်တည်းတော့ကယ်လို့ရသေးတယ်နော်အိုဘေးနာဘေးတည်ခြင်းဘေးကပါနဲ့အမိဖြစ်တုံပြီလေပယ်ရေးပိုင်ပိုင်မကယ်နိုင်ခဲ့ဟုတ်လားနော်မိဘဘလောက်ချစ်ချစ်သာမီးမိဘဘလောက်ချစ်ချစ်ဒီအိုရင်းနာခြင်းတည်ခြင်းဘေးနှိပ်စက်လို့စိတ်ဒုက္ခတွေရောက်ပြီးပူရပြီး လောင်ရပြီးဆိုရင်မိဘလည်းဒီတိုင်းကြည်နေရတယ် သူကလည်းဘေးကဝိုင်းစိုးရင်ကိုမတက်နိုင်ဘူးကိုယ့်ရဲ့အပူကိုရှောင်းအောင်လုပ်ပေးနိုင်ဘူးအပူတို့အောင်ပဲလုပ်မှာပဲအပူတို့စီတော့ရဲ့လို့တော့မဟုတ်သူမှငိမ့်အောင်မလုပ်တတ်တာဟုတ်ဟုတ်လားအဲ့ဒီအချိန်မှာကိုအားကိုကိုလို့ရထားတဲ့ကိုအသိဉာဏ်ကပဲကိုကိုစောင့်ရှောက်မှကဲတင်မှဟုတ်လားအသက်တွေကြီးကြီးလာတဲ့ဘုံဘုံရဲ့ဘလို့နေရမှာလဲဆိုတော့အဒီအတွေးတွေနဲ့နေရမှာပဲအဒီအတွေးတွေနဲ့နေရမှာပဲကိုအနာဂတ်ကဘာလဲရှင်းလင်းထားဖို့ဘုံဘုံစကားတွေထပ်ထပ်ပြောနေနော်ကိုအနာဂတ်ကဘာလဲအိုနာသေးပဲ ကိုအိုနာသေးဆိုတဲ့သုံးလုံးကိုအိုနာနှလုံးကိုအရင်ရှင်းပြနေဟုတ်လားအိုတဲ့နာတဲ့အချိန်မှာသူတော်ကောင်းတရားလုပ်ဖို့မလွယ်ဘူးဒါပေမဲ့လို့သူတော်ကောင်းတရားကိုသာတိထားမယ်ဆိုရင်အဲ့ဒီအိုတဲ့နာတဲ့အချိန်မှာအဲ့ဒီလူချင်းချင်းတာတာနေလို့ရတယ်ကဲရွေးသူတော်ကောင်းတရားကိုမတိဘူးတိမထားဘူးဆိုရင်တော့အိုတဲ့နာတဲ့အချိန်မှာအိုလို့နာလို့ဖြစ်တဲ့ဒုက္ခကတမျိုးအိုရင်းနာခြင်းကိုလက်မခံနိုင်လို့ဆန့်ကျင်ကန့်ကွက်စိတ်ပြည့်နေလို့စိတ်ဒုက္ခဖြစ်ရတာတမျိုးဘယ်အနာအပိုးနာမယ်ထင်လဲစိတ်အနာအပိုးနာမှာနော် အိုလို့နာလို့ဖြစ်တဲ့ဒုက္ခတွေမအိုခြင်းမနာခြင်းလို့အိုခြင်းနာခြင်းကိုရင်မဆိုင်ခြင်းလို့လက်မခံနိုင်လို့ဒေါမနတဖြစ်ရတဲ့ဝေဒနာကပိုးပြီးတော့ပင်မလိုက်မယ်ဆင်းရဲလိုက်မယ်။ဟောဒီခါလေးစဉ်းစားကြည့်တယ်။ယောဂါကြောင့်ဖြစ်တဲ့ဒုက္ခဝေဒနာတွေစိတ်မထားတတ်လို့ဖြစ်တဲ့ဒေါမနတဝေဒနာကပိုးပြင်းထန်တယ်လို့ထင်။တကယ်တမ်းအပေချမှလည်း तू အချမှစဉ်းစားနော်ဒုက္ခဝေဒနာဆိုတာယဟန္တာလည်းရှိတာပဲလေ။ဒုက္ခဝေဒနာကအပေမချဘူး။ အဲ့ဒီဒုက္ခဝေဒနာကိုလက်မခံနိုင်လို့စိတ်ထဲကဆန့်ကျင်ကန့်ကွက်ပြီးတော့စိတ်ဆိုးပြီးစိတ်တူပြီးဆိုတော့မှအဲ့ဒါဒေါသဖြစ်လာတော့အဲ့ဒါဒေါမနတဝေဒနာခေါ်တယ်။အဲ့ဒီဒေါမနတဝေဒနာကတော့အခုလဲစိတ်ကိုပင်ပန်းစေတယ်။နောင်လဲပဲဆူဆူဝါးဝါးအကျိုးဝေးတွေကိုဖြစ်စေလိမ့်မယ်။ဒါဒုက္ခနဲ့ဒေါမနတဘဇုပိုကြောက်ထိုက်တယ်လို့ထင်လဲ။ဒေါမနတဟုတ်ပိုကြောက်ရမှာနော်။စိတ်ဆင်းရဲခြင်းကိုဆင်းရဲခြင်းဆိုတာမှကိုဆင်းရဲခြင်းထက်စိတ်ဆင်းရဲခြင်းကပိုပြီးတော့အကျိုးမဲ့ကိုဖြစ်စေတယ်။ ဘာလို့စိတ်ဆင်းရဲခြင်းဖြစ်တယ်တော့တရားမသိလို့ပေါ့တဘာဝတရားကိုမသိလို့အမှန်တရားကိုမသိလို့ဖြစ်တယ်ကိုဆင်းရဲခြင်းဆိုတာတော့ဒီယုတ်ခန္ဓာကိုကြီးရှိနေသူကရှောင်းလို့မရဒါပေမဲ့စိတ်မဆင်းရဲအောင်လုပ်တဲ့ရင်စိတ်ရဲ့မိရာယုတ်လည်းပဲအထိုက်လျောက်တော့တတ်တာကိုရနိုင်တယ်စိတ်ရဲ့လွှမ်းမိုးမှုကအကြီးကြီးရှိတာကိုအဲ့တော့ဘုန်းဘုန်းတို့ကကိုမဆင်းရဲအောင်လည်းပဲနော်ယုတ်ကိုပြင်ဆင်တဲ့နည်းနဲ့ဈေးဝါကိုအားကိုးတဲ့နည်းနဲ့ဘောကိုတတ်နိုင်တယ်လို့စူးစမ်းရမှာပဲဒါပေမဲ့စူးစမ်းတဲ့ကြားထဲကပဲ तू ကတော့ဆင်းရဲမှာပဲနေတာများတာပဲခွာဟုတ်လား အဲ့မစိတ်မစင်းရအောင်တော့ဘုံဘုံတော့ကလှုပ်တက်လို့လှုပ်မယ်ဆိုလို့ရှိရင်လှုပ်လို့မရဘူးလားရတယ်အဲ့ဒါကိုပြောရတော့ဩနာတော့လည်းပဲစိတ်မနာစေနဲ့ဆိုတဲ့အဆုံးမှာ